ျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအခုကြားရလာမယ့်1389ခုနှစ်အတွက်ကျာသာပရိသတ်သမီးများအားလုံးအတွက်ရှောင်းရန်ဆောင်ရန်လေးပြောပြပေးခြင်းပါတယ်ခင်ဗျာကျွန်တော်ကတော့လင်းမြအောင်ဖြစ်ပါတယ်အခုကြားရလာမယ့်1389ခုနှစ်အတွင်းကျာသာပရိသတ်သမီးများအားလုံးအတွက်စီးပွားရေးလူမှုရေးကျန်းမာရေးအိမ်တော်ရေးအခြေရေးရှောင်းရန်ဆောင်ရန်လေးဖြစ်ပါတယ်နော်အဲ့တော့ကြာသာပရိသတ်သမီးများဟာဒီနှစ်မှာအမတန်ကံကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်เนาะအဲ့တော့စီးပွားရေးလုပ်ငန်းတွေဆိုလို့ရှိရင်လည်းအမတန်ကိုတိုးတက်လာမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ် စီးပွားရေးလုပ်ငန်းတွေစောင့်တာတွေတိုးချဲ့မယ်ဆိုပြီးတော့စဉ်းစားထားလို့ရှိရင်လည်းရေရဲတင်းတင်းတိုးချဲ့ရမယ်နှစ်ဖြစ်ပါတယ်နော်အဲ့တော့ငွေကြေးကိစ္စတွေအမတန်ကိုမှအဆင်ပြေလာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ကိုဆုံးပြီလို့ထင်ထားတဲ့ငွေတွေလည်းပြန်ရလာတာမျိုးတွေကြုံတွေ့ရတတ်တယ်ကိုရင်းနှီးထားတဲ့လုပ်ငန်းတွေကလည်းအသီးသတ်သာအမြတ်ရရှိလာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ကောင်းသောမင်္ဂလာရရှိလာမယ်နှစ်တနေ့ဖြစ်ပါတယ်နော်ကျေတာပရိယအဲ့တော့လူမှုရေးဆိုမှလူမှုရေးဆိုလို့ရှိရင်လည်းဒီနေ့ထဲမှာကို့ကို အထက်လူကြီးကကိုကြီးဆောင်မမဲလူတွေပေါ်လာတာမျိုးတွေကိုရဲ့မိတ်ဆွေတငယ်ချင်းဆွေမျိုးအပေါင်းအသင်းတွေကကိုကိုကိုကြီးဆောင်မမဲလူတွေပေါ်လာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့လူမှုရေးလဲကောင်းလာတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်နော်ကျမကြီးမကောင်းတဲ့လူတွေဆိုလို့ရှိရင်ဒီနေ့ထဲမှာပြန်ပြီးကောင်းလာတာမျိုးတွေစိတ်ကူးနေတဲ့လူတွေဆိုလို့ရှိရင်တော့စေစုထေစေတီရောက်ပြီးတော့စေကူတာတိတိတသာအစွမ်းထက်လာမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့ကျမကြီးနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်စရာကောင်းလာမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်နော်အဲ့တော့အိမ်တော်ကြီးမှာဆိုလို့ရှိရင်လဲ အိမ်တော်မရှိတဲ့လူတွေကအိမ်တော်ကြတဲ့တဲ့နှစ်ဖြစ်တယ်အိမ်တော်ရှိတဲ့လူတွေကပျော်ရွှင်စရာနှစ်တနည်းဖြစ်ပါတယ်အဲ့တော့ပျော်ရွှင်ရမယ့်နှစ်တနည်းဖြစ်တဲ့အတွက်ဒီနေ့ထဲမှာအိမ်တော်ကြီးကိုတာယာပျော်ရွှင်တဲ့နှစ်တနည်းဖြစ်နေတာဖြစ်တဲ့အတွက်အိမ်တော်ကြီးကိုတိစ္ဆာရှိရှိနဲ့ပေါင်းသင်းနေထိုင်တာဒီနေ့ထဲမှာပို့ပြီးတော့ကောင်းလာတဲ့နှစ်တနည်းဖြစ်ပါတယ်နော်အဲ့တော့ချီးရင်မြေတားကြီးဆိုလို့ရှိရင်လည်းပျော်ရွှင်စရာတွေဖြစ်လာတာမျိုးတွေအဲ့တော့ရည်သတ္တနာမရှိတဲ့လူတွေကဒီနေ့ထဲမှာရည်သတ္တနာရတတ်တယ်ရည်သတ္တနာရှိတဲ့လူတွေကဒီနေ့ထဲမှာ အိမ်အောင်ကြတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်နော်အဲဒါကျာတာပရိသတ်သမီးများအားလုံးဟာ1989ခုနှစ်အတွင်းမှာပေါ့နော်စီးပွားရေးလူမှုရေးကျန်းမာရေးအိမ်အောင်ရေးအခြေရေးတွေမှာပျော်ရွှင်စရာရလက်ကောင်းတွေကြုံဆုံတွေ့ရတဲ့နှစ်ဖြစ်တဲ့အတွက်ဘာသာတရားကိုခါတိုင်းနေတဲ့ပို့ပြီးတော့ပြုလုပ်လိုက်မယ်ဆိုလို့ရှိရင်သီးသက်သာပို့ပြီးတော့ကောင်းလာမှာဖြစ်ပါတယ်နော်အဲဒါကျာတာပရိသတ်သမီးများအားလုံးပေါ့ကောင်းတာထက်ပိုကောင်းအောင်ပို့ပြီးတော့အဆင်ပြေလာအောင်ပေါ့နော်ကိုယ့်ရဲ့မျက်နှာပန်းတွေပွင့်လန်းလာအောင်ဆိုလို့ရှိရင် ကြာသာပရိနိမနက်9:45 9ရဲ့အိမ်ဖျားမှာတီဟိုညွတ်22ညွတ်ကိုမြတ်စွာဘုရားကြီးကိုလှူပြီးတော့ယုံကြည်လေးနဲ့နဲ့၅ပါးသီလခံရင်ဆူတောင်းလိုက်ပါဗျာတိတိတသာကိုယ့်ရဲ့ကောင်းကျိုးလိုဝင်ဆန္ဒတွေရရှိလာမှာဖြစ်ပါလိမ့်ဗျာเนาะတနစ်တာလုံးမှာကံပွင့်စံပွင့်လက်လာပါတွေပွင့်လန်းပြီးကောင်းကျိုးလိုဝင်ဆန္ဒတွေအစင်သာဝရပြည့်စုံပါလိမ့်ခင်ဗျာ